အားလုံးမင်္ဂလာပါ Garo Manilize ကဖြစ်ပါတယ်ကျွန်တော်တို့ကပါဒီ season ရဲ့ host ဒီနေ့ကျွန်တော်တို့ပေါ့နော်ဒီအဲဗီဒီယိုလေးမှာကျွန်တော်ဗာလေးအကြောင်းပြောချင်တာလဲဆိုတော့ကျွန်တော်တို့ချစ်တတ်ပြီလားကျွန်တော်တို့လူတွေကိုချစ်တတ်ပြီလားကျွန်တော်တို့တကယ်ပဲချစ်ချင်းမြတ်တာအကြောင်းသိပြီလားပေါ့နော်ဆိုတော့ကျွန်တော်ဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာကျွန်တော်ဆွေးနွေးဖို့အတွက်ကျွန်တော် special guest တစ်ယောက်ကိုကျွန်တော်အစီအစဉ်လေးကိုဖိတ်ခေါ်ထားပါတယ်အဲ့တော့ go မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့အစီအစဉ်လေးကိုလာပေးရတဲ့ကျေးဇူးများတင်ပါတယ်အဲ့တော့အဲဒါကတော့ဟိုအကိုကတော့အထူးထွေတော့မိတ်ဆက်စရာမလိုဒါပေမဲ့ကျွန်တော်အစီအစဉ်လေးရနေပြီးတော့ဒီအစီအစဉ်လေးကိုနားထောင်နေမဲ့လူတွေကိုမိတ်ဆက်ပေးလေးပါဟုတ်အာကျွန်တော်ကဟန်နရီဆန်ပါလက်ရှိမှာတော့ဒီဒေယုဆောင်လုပ်နေပါတယ်အာပြီးတော့တစ်ဖက်မှာလည်း modeling ပေါ့နော် yep ဒါလုပ်နေပါတယ်အဲအဲ့တော့ဟိုဒါကတော့ကျွန်တော်တို့အခု ဒါအခုဆိုရင်အများကြီးရေပန်းစားလာတဲ့ကျွန်တော်တို့ရဲ့ဒီအမှုပညာရှင်ဒီ modeling ပေါ့နော်ကိုယ်နေမီဆန်ကျွန်တော်ရဲ့ဒီအစီအစဉ်လေးမှာပါပြီးလို့ကျွန်တော်ကအရင်ဆုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် main life ကိုစားပေါ့နော်ဆိုတော့ကျွန်တော်ကဒီနေ့ဒီ video အစီအစဉ်လေးမှာကျွန်တော်က ဒီချစ်တက်ပီလာဆိုတဲ့ဟာမျိုးလေးပေါ့နော်ချစ်တက်ပီလာဆိုတော့ကျွန်တော်ကဒီချစ်ချင်းမြတ်တန်နဲ့ပတ်သက်တဲ့ဟာလေးအခုနဲ့ကျွန်တော်နည်းနည်းလေးအဲ့လိုစကားလေးပြောကြည့်ချင်တယ်ပေါ့အဲ့တော့ပြောကြည့်ချင်တယ်ဆိုတော့အရင်ဆုံးကျွန်တော်ကမိခွန်းလေးတစ်ခုနဲ့ဘယ်လိုစချင်လဲဆိုတော့ကျွန်တော်တို့ကချစ်ချင်းမြတ်တာချစ်တေအဲအဲ့လိုမျိုးပြောတဲ့အခါမှာအဲကျွန်တော်တို့သူချစ်ကိုချစ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့တော့ကိုကချစ်ရတဲ့လူပြီးကိုချစ်တဲ့လူ ဆိုတော့အဲ့လိုအဲ့လိုမျိုးလေးရှိရပေါ့အဲ့တော့အဲ့နှစ်ခုပုံမှာအခုဘယ်လိုမျိုးလေးအတိတ်ပဲပွင့်ရလဲဗျ um အမနောကျွန်တော်ကလည်းဗမာစကားပုံတိတ်မကျွမ်းဘူးเนาะကျွန်တော်ထင်တာတော့ကိုင်းကျွမ်းမိကျွမ်းကိုင်းမိပဲပေါ့ဟိုကိုကချစ်ပေးမှတစ်ဖက်လူကလည်းချစ်တယ်မှာဆိုတော့ तू ကို तू ကအချစ်ခံရမှလည်း तू ကတစ်ဖက်လူကိုပြန်ချစ်ပေးနိုင်မှာဆိုတော့အရာအလုံးက तू sharing တော့ကိုကိုတိုင်းချစ်တတ်ဖို့ဆိုတာလည်းကိုကအချစ်ခံရမှာဟုတ်ဆိုတော့အချစ်ခံရဖို့အတွက်ဆိုတာလည်းကိုကလည်းချစ်တတ်အောင် ဆိုတော့ဒါကရှင်းပြရရင်သူ့ရဲ့ဟိုပေါ့ပြိုးလာတဲ့အစလေးနဲ့ဆိုင်တာပေါ့နော်ဟိုမြားရွာဖင်းကခုနပြောလို့ family မှာအချင်းမခံရဘဲနဲ့ကြီးလာတဲ့ family ရှိရယ်ဟိုတချို့ကကြတော့လေချစ်ချင်းမေတ္တာအပြည့်အဝနဲ့ကြီးလာရလို့ရှိရယ်ဆိုတော့ချစ်ချင်းမေတ္တာအပြည့်အဝနဲ့ကြီးလာရလို့ကတော့ချစ်တဲ့တယ်ချစ်ချင်းမေတ္တာအပြည့်အဝနဲ့မချစ်ခဲ့ရတဲ့လူကြောင့်အချစ်ခံချင်တယ်ဆိုတော့ဒီနေ့ဒီချိန်မှာပေါ့နော်လူတွေကဒါကိုနားလည်လာပြီဒီသဘောတရားကိုနားလည်ပြီဆိုရင် ဟိုအချစ်လိုအပ်နေတဲ့လူကိုလည်းကိုယ်ကအပြေးဝချစ်ပေးနိုင်ရမယ်။ဆွမ်းနာပြောရဖြူစင်တဲ့ချစ်ချင်းမေတ္တာတရားကိုပြောတော့နော်။ဆိုကိုကိုနိုင်ကချစ်တတ်တယ်ဆိုရင်လည်းဒါတစ်ဖက်လူကိုကအချစ်ချင်းမေတ္တာအပြည့်ပေးနိုင်ဖို့လိုအပ်တယ်လို့ပဲနားလဲတယ်ပေါ့။အဲတော့ကျွန်တော်ကအဲနောက်ထပ်ဆက်တဲ့မိကွန်းလေးတစ်ခုကျွန်တော်ထပ်ပြီးတော့ဒီနေရာမှာသိချင်တာအကိုရောအဲ့လိုကိုကချစ်ပေးချင်တယ်လို့လားဒါမို့ရင်အချစ်ခံချင်တယ်လို့အဲချစ်ပေးချင်တယ်လို့ဟောဆို ကျွန်တော်ကငငယ်လေးကတည်းကဒီကျွန်တော်ခုနပြောတဲ့အချစ်ခံရတဲ့မိသားစုတိုင်ဝမ်လာတယ်ကျွန်တော်မိကျွန်တော်အရန်ချစ်တယ်ကျွန်တော်အဖိုးလည်းအရန်ချစ်တယ်အဖေလည်းအရန်ချစ်အကုန်လုံးချစ်တယ်အကုန်လုံးချစ်ကြတယ်ဆိုတော့ချစ်ချင်းမေတ္တာပြေဝနဲ့ကြီးလာတဲ့ခါကျတော့ခုနပြောလို့တဖက်လူကိုဘယ်လိုချစ်ရမလဲဆိုတော့နားလေတဖက်လူရဲ့လိုအပ်ချက်ကိုကဖြည့်ဆည်းပေးခြင်းနဲ့ဆိုတဲ့ဟာမျိုး ਨੇ ကြီးလာတာပေါ့အဲ့တော့ကိုကတော့အများကြီးချစ်ပြီး ချစ်ပေးနိုင်တယ်လို့ချစ်ပေးနိုင်တယ်လို့ချစ်ပေးခြင်းတယ်လို့ပေါ့နော်အဲ့တော့ဟိုပါပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့တော့ကိုကချစ်ပေးခြင်းတယ်လို့ဆိုတာတည်သွားပြီဆိုတော့ကိုချစ်ပေးခြင်းတယ်လို့ဆိုရင်ကိုကဘယ်လိုမျိုးလေးအဲချစ်ပေးခြင်းတယ်ဘယ်လိုမျိုး ပေးလုတ်ပေးခြင်းလဲပေါ့။ဘာလို့ဆိုကျွန်တော်ကကိုချစ်တဲ့လူဆိုကိုကကိုကကြီးလုတ်ပေးခြင်းနေတယ်နော်။ကိုကချစ်တယ်လား။ပြီးတော့သူပြောရတာဆိုလဲကျွန်တော်တို့ကဘာမဆိုကိုနိုင်တယ်လောက်ဘာလေးပဲဖြစ်ဖြစ်ပြောင်းလဲပေးခြင်းနဲ့လုတ်ပေးခြင်းနဲ့ဆိုတော့အခုဆိုရင်ရောအဲ့တော့ကိုချစ်တဲ့လူဆိုရင်ကိုဘလို့ပုံစံမျိုးလေးလုတ်ပေးခြင်းလဲ။อืม။ဆိုတော့ဒီမှာပေါ့နော်။အခုနောက်ပိုင်းကြီးလာရင်ပိုပိုတည်တာလာပါလဲဆိုတော့ဒီကိုရဲ့ ညီကိုမောင်နှမတွေကလည်းအဝေးမှာအမေကလည်းတခါလေကိုနားရောက်လာတယ်ပြီးအဝေးရောက်ရောက်သွားတယ်ပြီးရင်ကိုရဲ့အဖေဆိုနေဒါရှင်းပြရင်ကိုငယ်ရွယ်နေတဲ့အချိန်မှာသူကခွဲသွားတော့ဦးဆုံးသွားတာဆိုဆိုအဲ့ဒါအမေကတိလာရတဲ့ခါကျတော့လေတိတတ်တဲ့အရွယ်ရောက်လာတဲ့ခါကျတော့ဒါကိုချေ့ရတဲ့လူကိုကိုဘလောက်ထိဘာလုပ်ပေးဖို့လိုအပ်လဲဆိုရဟာအမြဲတမ်းခေါင်းထဲမှာ run နေတော့ဆိုတော့ဒီဟောဘကိုလုတ်ပေးနိုင်တဲ့ဟာရှင် ကိုကအဲ့လိုမသွန့်မဆုပ်ပဲနဲ့တခါတည်းလှုပ်ပေးလိုက်ရတာမျိုးရှိတယ်။ဘာလို့ဆိုတော့ကိုကအမြဲစိတ်ချချင်တာပေါ့နော်။ဆိုတော့ဟိုကိုချစ်တဲ့သူမန္တမြကိုကိုဘာလှုပ်ပေးလိုက်ရမလဲဆိုတာကိုပဲအမြဲတမ်းတွေးဖြစ်တယ်။ဟုတ်။အဲ့တော့ဒီနေရာမှာကျွန်တော်ကဒါဟိုပါပေါ့နော်။နည်းနည်း promo လေးဆင်းနေပဲပြောအောင်လားတော့မသိဘူး။အဲကျွန်တော်တို့ဒီအသက်အာမခံပေါ့နော်ကျွန်တော်တို့အခုအဲ menu life ဆိုလဲတာအသက်အာမခံ company ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီအတက်အမကန်ကအမှန်တိုင်းဒီလိုမျိုးလေးပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုကိုချစ်ရတဲ့လူပေါ့အခုနကျွန်တော်တို့ပြောနေတဲ့ topic လိုမျိုးပဲကျွန်တော်တို့ကကိုချစ်ရတဲ့လူအကြောင်းစဉ်းစားလိုက်ပြီးတော့မှအဲဒီခါလေးမှာကိုဒီမစွမ်းဆောင်နိုင်တော့တဲ့အချိန်ဒီခါလေးကျရင်ကိုအသက်ကြီးလာပြီအမှဒီခါကျရင်ပင်စင်ချိန်ရောက်ပြီဒီလိုအချိန်တွေမျိုးမှာကိုကခုမိသားစုဆက်ဆောင်ရှောက်ချင်တယ် တခါလေကျွန်တော်တို့ကမဆောင်ရှောင်းနိုင်ရင်တော့ဝင်တော့ဝင်ပို့မဖြစ်ချင်ကြပါဘူး။ငါ့ကိုစေးကူလိုက်ရလို့မိသားစုကစေးဖို့ပို့ကုန်သွားတယ်။ငါ့ကိုစေးုံတင်လိုက်ရလို့ဆိုတော့ကျွန်တော်တို့ကတခါလေးမှာအရင်တော့ကတော့ကိုကငွေရှာနိုင်တယ်ကိုကချစ်ပေးနိုင်တယ်ဒါပေမဲ့တစ်ချိန်ဆိုင်ကိုကြောင့်ပြန်ပြီးတော့ဝင်တော့ဝင်ဖို့ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအတန်အမခံရဲ့ပုံစံလေးကကြတော့ဒီလိုမျိုးကိုချစ်ရတဲ့လူတွေအတွက်ကိုအမစိုးရင်အောင်ပေါ့နော်ကျွန်တော်တို့နောင်ရေးစိတ်အေးအောင် အဲ့တော့အဓိကကတော့ငွေကြေးအတွက်ပေါ့အဲ့တော့အဲ့လိုမျိုးအတွက်စဉ်းစားတဲ့လူတွေကိုကျွန်တော်တို့ကဒီအတ္တအာမခံဒီဝင်ဖို့အတွက်ကျွန်တော်တို့ကအဲဘယ်လိုပြောမလဲအကြံပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီအတ္တအာမခံအကြောင်းကိုလာပြီးတော့နားထောင်ကြရတဲ့အခါကျွန်တော်တို့ဒါလေးတွေရှင်းပြရတယ်ပေါ့နော်ဒါကိုချေ့ရတဲ့လူအဲကိုအတွက်ကိုရောကိုချေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်းစားတဲ့အခါဒါအတ္တအာမခံကရွေးဖို့ရွေးဖို့လှုပ်လို့ရတဲ့ အဲဘယ်လိုပြောမလဲ product တစ်ခုပေါ့ဒါကိုကျွန်တော်တို့အချစ်ချင်းမြတ်တာရဲ့ပြရုပ်တစ်ခုပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပြောကြတယ်ဆိုတော့အခုလက်ရှိလဲကျွန်တော်တို့ဒီအသက်အမခံဈေးကွက်ထဲမှာဆိုလဲဒီလိုမျိုးပဲပေါ့နော်ဆိုတော့ကျွန်တော်အခုဒီလိုလေးပြောတဲ့အခါပေါ့နော်အခုရောဒီပုံမှာဘယ်လိုမျိုးလေးမြင်လဲပေါ့ဒါကတော့ကျွန်တော်ဟိုအခုရဲ့အမြင်လေးကိုမေးကြည့်ရပါဆိုတော့ဒါကျွန်တော်တို့လည်းငငယ်လေးတွေကြီးတာပေါ့နော်ကြီးလာချိန်မှာကျွန်တော်တို့ငငယ်တော့ဆိုရင်ဒါအတ္တမခံဆိုတာဘာမှမသိဘူးလीဆိုတော့ ဒီအသက်အာမခံနဲ့ပတ်သက်ပြီးတော့လေဟိုရှင်းပြောရင်ကုမ္ပဏီစပြီးဝင်လာတဲ့အချိန်မှာယုံကြည်နိုင်မှုဆိုတာခက်တာပေါ့နော်နံပါတ်၁ချက်ဆိ so, ုတ so, ော့ကျွန်တော်တို့ကဒီဟာဝယ်လိုက်လို့ရှိရင်ဟိုပတ်စံကတော့တွင်းနေရမယ်ဒါပေမဲ့ကိုကဘာမှမဖြစ်တဲ့အခါကျတော့အဲ့မဖြစ်တဲ့အချိန်မှာအဲ့ဟာရတန်ဖိုးမသိဘူးဆိုတော့ကျွန်တော်တို့ဒီတန်ဖိုးမသိတဲ့အခါကျဘာလုပ်လဲဆိုတော့ဒီဒီဟာတွေကိုမယုံဘူးပေါ့နော်ဟိုမဟုတ်လဲကိုကကိုဖြစ်လာရင်တော့ဈေးကူးလိုက်မှာပဲလေတိရမလားဟိုမဝယ်တော့အဲ့လိုတွေးခဲ့ပေမဲ့ ကျွန်တော်2020တုန်းကကျွန်တော်ဖြေဆုံးလို့ဆို2020ဆိုတာမြန်မာပြည်မှာအဲ insurance နေတိတ်မရှိသေးဘူးအသက်အမခံရပါလည်းမကြောက်ဘူးပေါ့နော်ဆိုတော့ဈေးကူရတယ်အဖေအာစင်ကာပူလည်းကူတယ်ထိုင်းလည်းကူတယ်ပတ်စံတွေလည်းတောင်းတော့လည်းကုန်တယ်ဒါမဲ့နောက်ဆုံးတော့လည်းဆုံးတော့ရှာတယ်ဆိုခွဲသွားရှာတယ်ဆိုတော့အဲ့ဒါတခုအာပြီးလို့ရှိရင်ကျွန်တော်ဟိုတလောတော့ပြူးလွန်သွားတော့တိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော်ရဲ့ငွေတငွေချင်း အခြေဆုံးတငယ်ချင်းညီကိုလို့တောင်ပြောလို့ရတယ်သူ့အဖေဆိုလဲကျွန်တော်အဖေเนี่ยတကယ်အခြေဆုံးတငယ်ချင်းနေသူ့အမေဆုံးသွားရတယ်ကင်ဆာနဲ့ဖြစ်ချင်တော့လဲသူတို့ကတယောက်တနေရာစီအဖေရတနေရာတမီးကြီးရတနေရာတမီးလက်ရတနေရာတားငယ်ရတနေရာတကွဲတပြားစီဖြစ်နေတဲ့အချိန်မှာနောက်ဆုံးသူ့အဖေအသူ့အမေကင်ဆာဖြစ်တော့သူ့အဖေကိုယ်တိုင်ကရောက်လာပြီးတော့ဆေးလာကူပေးရတယ်ပတ်စံလေးတောက်လက်ကုန်နေအဲ့မှာနောက်ဆုံးဆုံးသွားပြီလို့ကြားတဲ့အချိန်မှာကျွန်တော်ရောက်သွားအရန်စိတ်မကောင်း ဆိုအဲ့အချိန်မှာကျွန်တော်ကဒီ insurance နဲ့ပတ်သက်တဲ့ဟာကိုလည်းတည်တင်းတလောက်တည်နေပြီပေါ့အဲ့တည်နေတဲ့အချိန်မှာပဲသူကဘာပြောလဲဆိုတော့အဲ့သူတို့တမီလက်ကျွန်တော်ဟောပါ့သူ့မပါ့နော်အကောင်လုံး insurance ထားတဲ့နေဆိုရဲဟာကိုပြောထားတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အသက်ကြီးလာပြီးပင်စင်ယူတဲ့အချိန်မှာမဟုတ်ဘူးတယောက်နဲ့တယောက်အဝေးရောက်နေတဲ့အချိန်မှာကိုယ့်ရဲ့အဝေးရလို့ကိုစိတ်ပူတယ်စိတ်ပူတယ်အဲ့လို ဟိုတခုခုဖြစ်လာရင်ဘယ်သူကစောင့်ရှောက်မှာလဲဆိုရဟာအရင်အရေးကြီးရယ်ပေါ့နော်ဆိုတော့ insurance ရှိနေမှာလဲကိုကနောက်ဆန်တင်းစရာလိုပါပေါ့ရှင်မခုနပြောလို့တွင်းရတဲ့ပတ်စံအမောက်ကိုမမြင်မဲနဲ့ခုနဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုကိုကကြိုမြင်နိုင်လို့ရှင်တော့ဒါဘယ်လောက်အကျိုးရှိလဲဆိုတော့ကိုမြင်နိုင်တော့ဟုတ်ဆိုတော့အဲ့လိုတိပဲနောက်ပိုင်းမှာစိတ်ထဲမှာပို့ပြီးခိုင်မာပါတာက insurance တွေ life insurance တွေဟိုလူတိုင်းအတွက်လိုအပ်တယ်ဆိုတော့ဟိုတွေးမိပါဘောနော်ဟုတ်ကဲ့ခင်ဗျာ အဲ့တော့ကျွန်တော်တို့ဟိုဒီကနေ့ဒီ many life ရဲ့စကားအစီအစဉ်လေးကိုဒီအပတ်ဒီနေရာလေးမှာခဏလေးနားချင်ပါတယ်ကျွန်တော်တို့ရှေ့တစ်ပတ်ကြာရင်ပြန်လာရပါမယ် many life အတအားမကန်